ုံးမိတ်မင်္ဂလာပါအားလုံးနဲ့တွေ့ရတာဝမ်းသာတယ်အတင်ဟာဖရာကိုချစ်တဲ့သူဖြစ်တယ်ဒီနေ့ဟာအတင်ဖရာတစ်ခဲကောင်းကြီးမင်္ဂလာကိုအထူးပဲခံစားရမယ့်သူဖြစ်တယ်ဘလို့လဲဆိုရင်တင်ဖရာကိုချိန်ပေးတယ်ဖရာကိုချစ်တဲ့သူမလို့တင်တဲ့ဖရာခင်ကြီးမားတဲ့ကောင်းကြီးဖရာခင်ပြင်ဆင်ပေးထားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့မှလည်းဖရာရဲ့နှုတ်ကပတ်တော်ကိုခဏလောက်အတူတူကခံယူရအောင်အဲ့တော့ကျွန်မဒီနေ့မှထမြောက်ရောက်ချမ်းအခန်းကြီး၃ငွေတက်ကနေ၁၀တဲမှာပါတဲ့နော်မိုးရှိအတ္တတာအပြည့်ကျွန်မယနေ့ပြောပြချင်တာဖြစ်တယ်ဆိုတော့မိုး ောရှိကတော့သူ့ရဲ့ရောက်ခမရရဲ့တိုးတွေစိတ်တွေကိုထိန်းចောင်းပေးနေတဲ့အချိန်မှာတိုးနောက်ဖက်မှာတဲ့နော်ဟိုးရက်အမိရှိတဲ့ဘုရားနခင်ရဲ့တောင်ကိုသူကရောက်ရှိလာတာဖြစ်တယ်။ဘုရားနခင်ရှိတဲ့အရက်ဘုရားနခင်ထင်ရှားတဲ့အရက်ဘုရားနခင်ရဲ့မျက်မှောက်တော်ရှိတဲ့နေရာကိုမောရှိကအဲ့ဒီနေရာမှာ तू လောက်ရမယ့်အလုပ်ကို तू လှုပ်ဆောင်နေတာဖြစ်တယ် လူရခမရဲ့သိုးတွေစိတ်တွေကိုသူထိန်ချောင်းပေးနေတာဖြစ်တယ်။သူတို့ဒီမှာရှင့်ညီကုံမောင်မတွေအဲ့ဒီနေရာမှာမိုးရှိကရောက်လာတာဖြစ်တယ်။ဒီမှာရှင့်ညီကုံမောင်မတွေကျမတို့ကနေ့တိုင်းမှာဖရားလက်ခင်ရဲ့မျက်မှောက်တော်ရှိရဲ့အရက်ကိုလာဖို့ရန်တက်လို့တယ်။ဖရားလက်ခင်ထင်ရှားတဲ့နေရာဖရားလက်ခင်ရဲ့မျက်မှောက်တော်ဖရားလက်ခင်ကျင်းဝတ်ပြီးဖရားလက်ခင်လှုပ်ရှားတဲ့နေပဲဖရားလက်ခင်လက်တော်ရှိရဲ့နေရာနေပဲတွေကို ကျမတို့ကနေ့ရက်တိုင်းမှာ ိုးဝင်တဲ့သူတွေဖြစ်ဖို့ရန်အတွက်လိုတယ်။နေ့တိုင်းမှာဖရားလက်ခင်ရဲ့မျက်မှောက်တော်ကိုရှာတဲ့သူတွေဖြစ်ဖို့ရန်အတွက်အရေးကြီးတာဖြစ်တယ်။မရှိတူရဲတင်းရတဲ့သားတွေမှာဒီနေ့တိုင်းမှာနော်ဖခင်ရဲ့မျက်မှောက်တော်ကိုဦးစားမပေးပေးနဲ့ဖခင်ရဲ့မျက်မှောက်တော်ရှိရဲ့နယ်ပယ်တွေကိုသင်မတွားပေးနဲ့ဖခင်ရဲ့မျက်မှောက်တော်ကိုမရှာပေးနဲ့အခြားသောလောကအရာတွေနဲ့သင်လောက်ဆရာရှိရဲ့အရာတွေနဲ့ပဲအလုရှုပ်နေတဲ့သူလားဒီနေ့မှာဖခင်တခင်ကသူ့ရဲ့မျက်မှောက်တော်တွေကိုလာဖို့ရတဲ့သင်ကိုဖိတ်ခေါ်နေတယ်ဒီနေ့မိုးရှိလေသူ့ တိုးတွေစိတ်တကိုထိန်းနေထိန်းနေရင်းနဲ့ဖရားသခင်ရဲ့မျက်မှောက်တော်ထင်ရှားတဲ့အရက်ဟုတ်တဲ့အရက်ကိုသူဟာရောက်လာတာဖြစ်တယ်။အဲ့ဒီနေရာမှာသူဟာဖယားသခင်နဲ့သူဟာစုံတွေ့တယ်ဆိုတဲ့အရာကိုသိရတယ်။ဟာလေလုယာဒီနေ့မှာဖယားဒီနေ့ဒီမှာရှင်ညကုံမောင်မတွေရဲ့တသားတွေမှာသင်ဖယားရဲ့မျက်မှောက်တော်အထဲကိုတင်ဟာရောက်လာမယ်။ဖယားရဲ့မျက်မှောက်တော်ရှိရဲ့နေပယ်တွေကိုတင်ဟာအနီးကပ်ဆုံးတင်ဟာရောက်လာမယ်ဆိုရင်ဒီနေ့တိုင်းမှာဖယားနဲ့ ဆုံတွေ့ရတဲ့အခွင့်ကိုရမှာဖြစ်တယ်။ညကိုမောင်မောင်တို့ကျွန်တော်တို့နေ့တိုင်းမှာအခြားသောလောကအရာတွေထက်ကျွန်တော်ဖယားနဲ့တွေ့ဆုံဖို့ရန်အတွက်အရေးကြီးတယ်။ဖယားနဲ့နေ့တိုင်းမှာတွေ့ဖို့ရန်အတွက်လိုတယ်။ဖယားရဲ့မျက်နှာကိုနေ့တိုင်းမှာရှာဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်။အဲ့လိုဖယားဒီမှာမိုးရှေကဘာလို့လဲဆိုရင် "तू ဟာအဲ့ဒီဖယားလက်ခင်" ်ရဲ့တောင်လို့ခေါ်တဲ့နေရာကိုရောက်လာတဲ့အခါမှာအဲ့ဒီမှာဖယားသခင်ရဲ့ကောင်းကင်နမန်ကသူ့ကိုခြုံတဲ့ရနေအဲ့ဒီနေရာတွေကနေဖယားသခင်ရဲ့အတန်ကိုသူစတင်ပြီးကြားရတာဖြစ်တယ်။ဒီနေ့ဖယားသခင်ရဲ့မျက်မှောက်တော်တွေကိုလာတဲ့သူကနေ့တိုင်းမှာဖယားရဲ့အတန်ကိုကြားရမှာဖြစ်တယ်။ဖယားရဲ့အနီးကိုလာတဲ့သူကဖယားရဲ့အတန်ကိုကြားရမှာဖြစ်တယ်။ ်ဘုရားရဲ့စကားပြောချက်အရာတွေကိုခံစားရမှာဖြစ်တယ်အဲ့တော့မောရှေကဘုရားသခင်ရှိတဲ့နေရာကိုရောက်လာတဲ့အခါမှာဘုရားကသူ့ကိုစကားပြောတယ်ဘုရားကသူ့ကိုအဲ့မှာသူဇန်တဲ့ယူပါယုံတွေအပြည့်ဘုရားကသူ့ကိုစကားပြောတယ်ပြီးတော့မောရှေမောရှေလို့မောရှေသူ့ရဲ့နာမည်ကိုခေါ်တဲ့အတန်ကိုသူကြားတာဖြစ်တယ်ဟာလေလုယာအဲ့တော့ဘုရားနဲ့နီးကပ်လာပြီးဆိုရင်ညီကောင်မတို့တင်ရဘုရားရဲ့အတန်ကိုရှင်းလင်းစွာကြားရမှာဖြစ်တယ် ။ညကမောင်ကျွန်တော်နေ့တိုင်းမှာဖခင်အတန်ကိုကြားဖို့ရံတဲ့လို့လေ။နေ့တိုင်းမှာဖခင်ကကျွန်တော်တို့ကိုစကားပြောချင်တဲ့အရာတွေရှိတယ်။ကျွန်တော်တို့ကဖခင်ကနေ့တိုင်းမှာ तू မိမချင်တဲ့အရာတွေရှိတယ်။ကျွန်တော်တို့ကို तू စေခိုင်းချင်တဲ့အရာတွေရှိတယ်။ तू တွားခိုင်းတဲ့ ਨੇ ပယ်တွေရှိတယ်။ကျမတို့ဖရားအတန်ကုန်မကြားပဲနဲ့ညီကောင်မနေ့တိုင်းမှာကျမတို့ကဖရားအလိုရှိတဲ့အရာကိုကျမတို့လိုက်လုံမိနိုင်မှာမဟုတ်ဘူးဖြစ်တယ် တော်တို့ကဖယားခင်ရဲ့အလိုတော်ရှိတဲ့အရာကိုလိုက်လုပ်တဲ့သူတွေမဟုတ်ဘဲနဲ့ဖယားအတန်ကိုမချဘူးဆိုရင်တော့ကျမတို့ရဲ့ဇာတိအရာတွေဇာတိအရာတွေကြားတဲ့အရာနောက်ကိုပဲကျမတို့လိုက်ပြီးမှဇာတိကကျမတို့ခိုင်းတဲ့အရာတွေပဲလိုက်လုပ်မိနေမှာ ဖြစ်တယ်။ညီမဘုရားခင်ကညီကိုမမတို့သူနဲ့အနီးကပ်ဆုံးမှာရှိပြီ။တင့်ကိုဘုရားကနေ့တိုင်းမှာစကားပြောခြင်းနဲ့တင့်ကိုဘုရားကယူပါယုံတွေကိုပေးခြင်းနဲ့ဘုရားကတင့်ကိုအရေးကြီးတဲ့အရာတွေဒီကာလမှာတင့်ကိုဘုရားခင်ဖွင့်ပြခြင်းနဲ့ ဒီကလည်းမဘုရားကတင့်ကိုသူနေတဲ့ဒီနေ့တည့်ရဲ့အသက်သားထဲမှာလိုအပ်တဲ့တည့်ရဲ့စီးပွားရေးနယ်ပယ်ထဲမှာလိုအပ်တဲ့အရာတွေဒီမိတာဆူနဲ့ဆိုင်တဲ့အရာတွေတည့်ရဲ့အမှုတော်နဲ့ဆိုင်တဲ့နယ်ပယ်ထဲမှာတင့်လိုရမယ့်အရာကိုဘုရားကတင့်ကိုဖွင့်ပြခြင်းနဲ့အကြောင်းတင့်ကိုဘုရားကစကားပြောခြင်းနဲ့ဒါပေမဲ့ဘုရားစကားကိုကြားရတဲ့သူတွေကဖရားရဲ့အနီးကပ်ဆုံးမှာရောက်လာတဲ့သူတွေပဲကြားရမှာဖြစ်တယ်။အဲ့လိုဒီမှာမောရှိကဖရားရဲ့အနီးကို သူရောက်လာတဲ့အခါမှာမောရှိကိုဖရားကခေါ်တယ် ဲ့တော့ तू ကဘုရားခေါ်တဲ့အတန်ရဲ့နောက်ကို तू သွားတဲ့အခါမှာဘုရားသခင် तू စကားပြောတဲ့အရာကို तू ကြားရတယ်ဘုရားသခင်ဖွင့်ပြတဲ့အရာကို तू သိရတယ်အရင်ဆုံးဘုရားခင်ကမောရှိကိုသူ့ကိုကို तू ဘယ်သူလဲဆိုတာကိုမိတ်ဆက်တာဖြစ်တယ် तू ဟာအာဗြဟံတို့ရဲ့ဖျားဖြစ်တယ်။ငါဟာအိဇက်တို့ဖျားဖြစ်တယ်။ငါဟာတန့်ရှင်းတဲ့ဖျားဖြစ်တယ်။ငါရဲ့မျက်မှောက်တော်တွေကိုလာမေးဆိုရင်ငါတင့်ဟာတင့်ရဲ့ခြေနှင်းကိုတင့်ချွတ်ရမယ်။ ငါရဲ့အနီးကိုသိရင်နှိတ်ချခြင်းနဲ့လာရမယ်ငါအသက်ရှင်နေဖရာပြည့်တဲ့ကြောင့်မို့အာမင်ဟာလေလုယာသင်ဖရာရဲ့အနီးကပ်ကိုလာမယ်ဆိုရင်တော့ဖရာဘာတူလဲဖရာကတန့်ရှင်းတဲ့ဖရာဖြစ်တယ်ဖရာကအကြီးမြတ်တဲ့ဖရာဖြစ်တယ်ဖရာကတကိုးကြီးတဲ့ဖရာဖြစ်တယ်ဖရာကဖြောင့်မတ်တဲ့ဖရာဖြစ်တယ်ဖရာက ချစ်ချစ်မြတ်တာနဲ့ဖြည့်ဝတဲ့ဖရားဖြစ်တယ်ဆိုတဲ့အရာကိုသင်သိမှာဖြစ်တယ်။အချို့ရောဒုရီယသက်တာထဲမှာဒီနေ့ဖရားဘသူလေးဆိုတဲ့အရာကိုမသိဘဲနဲ့အသက်ရှင်နေတဲ့သူတွေဖြစ်တယ်။ဖရားရဲ့တားသမီးယုံကြည်သူတွေဖြစ်ပေမဲ့ဖရားခင်ရဲ့ဖြစ်ခြင်းဖရားရဲ့အလိုတော်ကိုမသိဘဲနဲ့အသက်ရှင်နေတဲ့သူတွေအများကြီးပဲရှိတာဖြစ်တယ်။ဒီနေ့မှာညီကောင်မောင်မတို့သင်ဟာဖရားရဲ့မျက်မှောက်တော်နဲ့အလံဝေးတဲ့နေရာမှာနေတဲ့ဖရားရဲ့အတန်တော်ကိုမကြားဘဲနဲ့သင်ဟာရှိနေတဲ့ဆိုရင်ညီကောင်မောင်မတို့ဒီနေ့မှာဖရားရဲ့ရှေ့ကိုလာဖို့ရတဲ့ တင့်ကိုဖိတ်ခေါ်ချင်ပါတယ်ဘုရားကတင့်ကိုခေါ်နေတာဖြစ်တယ်သူနဲ့ပြန်ပြီးမှအနီးကပ်ဆုံးနေရာကိုလာဖို့အတွက်သူ့ရဲ့အတန်တော်ကိုပြန်ပြီးမှနားထောင်ဖို့ရန်အတွက်ညီကောင်မမတို့ဒီနေ့ဘုရားခင်ကတင့်ကိုဖိတ်ခေါ်နေတာဖြစ်တယ်ဘုရားနဲ့အဝေးဆုံးမှာတင်ကမနေပါနဲ့အမေတင်လို့ဆရာရှိတဲ့အရာနဲ့ပဲလောကမှာအလုရှုပ်ပြီးမှကျမတို့ကသွားလာဖို့ရန်အတွက်မဟုတ်ဘူးဖြစ်တယ်ဘုရားသခင်ရည်ရွယ်တဲ့ဘုရားသခင်အလိုတော်ရှိတဲ့အရာကိုတင်ကလုပြီးမှဒီမြေကြီးပေါ်မှာသက်ရှင်ရမယ့်သူဖြစ်တယ် ဟာလေလုယာဟာလေလုယာညီကောင်မောင်မတို့ဘုရားခင်ဒီကာလတင့်ကိုကြီးမားစွာဖွင့်ပြခြင်းနဲ့အရာရှိတယ်။ဘုရားခင်တင့်ကိုအောင်းအောဖို့ရဒီကာလမှာလုံရမယ့်အရာဘုရားရဲ့အနီးကဆုံးမှာရောက်လာတဲ့သူတွေကသူများနဲ့မတူရဘူးဖြစ်တယ်။ထူးခြားတဲ့ဘုရားရဲ့ကောင်းချီးဖွင့်ပြချက်ဘုရားရဲ့ယူပါယုံတွေမြင်တွေ့ခံစားရမှာဖြစ်တယ်။ဟာလေလုယာအဲ့တော့ဒီမှာဘုရားသခင်ရဲ့အနီးကို မောရှေကဖယားနဲ့ဆုံတွေ့တဲ့အခါမှာ သူဖယားရဲ့ဖြစ်ချင်းကိုသူနံပါတ်1သိရတယ်။ပြီးရင်ဖယားတခင်ရဲ့အလိုတော်ကိုသူသိရတယ်။ဖယားတခင်ရဲ့စင်လလုံးကိုပြန်ပြီးမှသူနားလေရတဲ့အခွင့်ကိုရတယ်။ဘာဖြစ်လို့လဲဖယားဒီမှာမောရှေကဖယားနဲ့တွေ့တဲ့အခါမှာဖယားဖြစ်စီခြင်းတဲ့အရာဖယားလုံးစီခြင်းတဲ့အရာကိုဖယားကမောရှေကိုဖွင့်ပြတာဖြစ်တယ်။အငယ်ခုနှစ်ထဲမှာကျွန်တော်တို့မြင်တွေ့ရတယ် ဖယားကအေဂရုဘီမှာရှိရငါလူတွေခံရတဲ့ညင်းစေချင်ငါမျိုး။ဒါကြောင့်အဲ့ဒီငါလူတွေညင်းစေချင်ခံရတဲ့ကျွံဘဝတွေကနေသူတို့ကိုမောရှေတင်ဟာကေထုတ်ရမယ်။တင်ဟာသူတို့ကိုကင်းနှုတ်ရမယ်။တင်သူတို့ကိုလွတ်ချင်းကိုပေးရမယ်။သူတို့ကိုဥဆောင်ရမယ်ဆိုရက်အရေးကြီးတဲ့စကားကိုမောရှေကိုလာပြီးမှပြောပြလာဖြစ်တယ်။ဟာလေလုယာဒီမှာရှင်ညီကိုမမတွေဂျင်ကာလာအတိကာလာမှာတင်ဟာဖယားနဲ့နီးစပ်တဲ့သူဖြစ်မယ်ဆိုရင်ဒီကာလာမှာဖယားက သင်နဲ့အတူအလုံလုံမဲ့အရာကြီးမားတဲ့အရာအလုံလုံမဲ့အရာအတွက်ဘုရားကသင်ကိုဖွင့်ပြမှာဖြစ်တယ်။ဘုရားကသင်ရဲ့သူ့ရဲ့နှလုံးသားကိုသင်ကိုနားလေစေမှာဖြစ်တယ်။ကျမတို့လူမျိုးကျမတို့နိုင်ငံအတွက်လိုအပ်တဲ့အရာကျမတို့မြန်မာလူမျိုးတွေအတွက်လိုအပ်တဲ့အရာကျမတို့အသင်းတော်အတွက်လိုအပ်တဲ့အရာ ကျမတို့ဒီမလေးရှားနိုင်ငံမှာနော်ဒီနေ့လိုအပ်တဲ့အရာသင်ရှိရပဝင်ခြင်းမှာလိုအပ်တဲ့အရာတွေအတွက်ဘုရားကသင်ကိုဖွင့်ပြมาဖြစ်တယ်ဘုရားကသင်ကိုပေါ်ပြมาဖြစ်တယ်ဘုရားကသင်ကိုစကားပြောมาဖြစ်တယ်ဘုရားကသင်ကိုနားလေစေมาဖြစ်တယ်ဘုရားကသင်ကိုသိစေมาဖြစ်တယ်ဘုရားကသင်ကိုတဘောပေါက်စေมาဖြစ်တယ်ဘုရားကသင်ကိုမြင်စေมาဖြစ်တယ်အဲ့ဒီလူတွေဟာဘုရားနဲ့နီးစပ်တဲ့သူတွေပဲခံစားရมาဖြစ်တယ်အာမင်ဒီမှာရှင်ညကိုမောင်မတွေပြီးတော့ဘုရားနဲ့နီးတဲ့သူတွေဟာ ဒီကလာဘာလို့ရမလဲဆိုတဲ့ရာကိုသိလာမှဖြစ်တယ်။မိုးရှေကဖယားနဲ့တွေ့တဲ့အခါမှာ तू ဘာလို့ရမလဲဆိုတဲ့ရာကို तू သိသွားတာဖြစ်တယ်။တကယ်တော့သူ့ဘဝကနော် तू ရောက်ခမတွေရဲ့တိုးတွေကိုပဲ तू ထိန်းချောင်းပြီးမှသူ့ဘဝကဒီလောက်နဲ့နော်တာမန်ပဲနေ့တိုင်းမှာနော်တိုးတွေစိတ်တကိုကြောင်းမယ်နော်သူ့ဘဝကနော်ဒီတိုးတွေကိုကြောင်းမယ်စားမယ်အိတ်မယ်ဒီလောက်နဲ့သူ့ဘဝကအာ ချိန်နဲ့ပြမှာအသက်ရှင်နေတာဖြစ်တယ်ဒါပေမဲ့ဖခင်ကသူ့ကိုအလောက်နဲ့အသက်မရှင်စေချင်ဘူးဖြစ်တယ်အလောက်နဲ့ပဲသူ့ဘဝကိုမချိန်နှက်စေချင်ဘူးဖြစ်တယ်သူ့ကိုဖခင်ကကြီးမားတဲ့အကြံစီရှိတယ်မိုးရှေပေါ်မှာကြီးမားတဲ့အကြံစီတော့ဖခင်ရှိတာဖြစ်တယ်ဖခင်ပြင်ဆင်ထားတာဖြစ်တယ် Hallelujah သူကြီးမားတဲ့အလုပ်တွေကိုလုပ်ရအောင်မယ်။ဒီနေ့ငါရဲ့လူတွေကိုဖခင်ရဲ့လူတွေကိုဦးဆောင်မယ်။ခေါင်းဆောင်ကြီးဖြစ်လာမယ်ဆိုတဲ့အရာကိုဘုရားကပြင်ဆင်ထားတာဖြစ်တယ်။အဲ့ဒါကိုမိုးရှေက ဖះနဲ့တွေ့တဲ့အချိန်မှာပဲသူ့ဘုံမှာဘုရားခင်ရည်ရွယ်ထားတဲ့အကြံစီကိုသူသိတာဖြစ်တယ်။ဒီမှာရှေ့တူညီကောင်မောင်မတွေဒီမှာဒီနေ့တင့်ရတက်သားတွေမှာကြီးမားတဲ့ဘုရားခင်ရဲ့အကြံစီတော့တင့်ဘုံမှာဘာရှိလဲဆိုရရမသိသေးဘူးဆိုရင်ဘုရားရဲ့အနည်းကိုလာပါ။ဘုရားရဲ့မျက်မှောက်တော်အထက်ကိုလာပါ။ဘုရားရဲ့မျက်မှောက်တော်ထဲမှာဘုရားနဲ့နီးကပ်လာမယ်ဆိုရင်ကြီးမားတဲ့အကြံစီတော့ဘုရားခင်ရဲ့ဖွင့်ပြခြင်းအရာတွေကိုမြင်ရမှာဖြစ်တယ်။ပြီးတော့နံပါတ်3ချက်နဲ့ကျွန်မပြောပြခြင်းနဲ့ရကပါလေ။မောရှေဘုံမှာ သူကအရင်တော့ကတော့သိုးစိတ်တွေကိုပဲသူထိန်းချောင်းနေသူလှုပ်တယ်။သူရဲ့ရောက်ခမရဲ့ခိုင်းထားတဲ့အလုပ်တွေဖြစ်တယ်ဒါ။ဒါပေမဲ့ဖယားတခင်ရဲ့ကြီးမားတဲ့တာဝန်ခန့်အပ်ခြင်းဖယားနဲ့တွေ့တဲ့နောက်ပိုင်းမှာမိုးရှေရဲ့အသက်တာထဲမှာရောက်လာတာဖြစ်တယ် မရှိညကုံမောင်မတွေဒီလောကမှာအသက်ရှင်နေတာလောကမှာရှိရဲ့အရာတွေကိုယ့်ရဲ့အလိုဆန္ဒပြည့်စုံဖို့တပည့်တွေအသက်ရှင်နေတဲ့သူမဟုတ်ဖခင်ရဲ့နိုင်ငံတော်တဲ့တင်ဟာအသက်ရှင်မဲ့သူဖြစ်တယ်။ No Thamuri အတွက်တင်ဟာအသက်ရှင်မဲ့သူတွေဖြစ်တယ်။ဖခင်ရဲ့လူတွေကိုဥဆောင်မဲ့သူဖြစ်တယ်။ဖခင်ရဲ့အသင်းတော်တွေကိုဥဆောင်မဲ့သူဖြစ်လာမယ်။တင်ဟာကြီးမားတဲ့အလိုတွေကိုလှုပ်ဆောင်မဲ့သူဖြစ်တယ်။ Hallelujah ညကမမတို့တင်ဟာဖခင်ခင်ကတင့်မမကြီးမားတဲ့အကျင့်စီတော်ရှိတာဖြစ်တယ်။ ။ဒါဆိုကျွန်တော်တို့အဲ့ဒီနေရာတွေကိုသိအောင်လုပ်ရမယ်။အကြောင်းဖယားနဲ့အချိန်ယူရမယ်။ဖယားနဲ့ဒီနေ့ကျွန်တော်တို့ကဖယားရဲ့အနည်းကိုတွားရမယ်။ဖယားရဲ့အနည်းကိုတွားမှဖယားကပြောမယ့်အရာကိုသိရရှင်းရှင်းလင်းလင်းသိရမှာဖြစ်တယ်။နားလေလာမှာဖြစ်တယ်။ဖယားနဲ့အရန်ဝေးနေလေဆိုရင်တော့သင်ပုံမှာဖယားခင်ဘာအလိုရှိလေဆိုတော့ရအောင်သိရတဲ့အခွင့်ကိုရမှာမဟုတ်ဖြစ်တယ်။အကြောင်းကြီးမကူကြီးကိုမောင်မတွေ ျမတို့ဒီကာလမှာဘုရားခင်ကျမတို့ကိုဖွင့်ပြခြင်းတဲ့အရာတွေရှိတယ်။ကြီးမားတဲ့အကြံစီကျမတို့ကိုနော်နားလေစေခြင်းတဲ့အရာတွေရှိတယ်။ဘုရားခင်ကျမတို့ကိုဖွင့်ပြမယ့်အရာတွေရှိတယ်။အရာကိုသိဖို့ရတဲ့ဘုရားရဲ့မျက်မှောက်တော်တွေကိုနေ့တိုင်းမှာကျမတို့ချင်းကရအောင်ဘုရားရဲ့အနီးကိုကျမတို့သွားရအောင်ဘုရားရဲ့မျက်မှောက်တော်တွေမှာကျမတို့အသက်ရှင်ရအောင်လို့ဒီနေ့နှုတ်ကပတ်တော်အဖြစ်ကိုအမေချင်တာဖြစ်တဲ့အရောက်ချင်းစံကိုဘုရားခင်အထူးပဲကောင်းချီးပေးပါစေ။